မင်္ဂလာပါဖန်တီရှင်ဒီစီယူကျူရှင်တွေကပြန်လေးကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုကတော့အချစ်နဲ့ငွေကြီးကိုတစ်ချိန်တည်းမှာဘယ်လို manifest ပြုလုပ်မလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်အချစ်နဲ့ငွေကြီးဆိုတာလူတိုင်းလူတိုင်းလူရှင်ဆုံးအရာနှစ်ခုဖြစ်ပါတယ် မိတ်ဆွေအားအခုအချိန်မှာကိုလိုရှင်တဲ့ချစ်သူတယောက်ကို manifest ပြုလုပ်ဖို့ကြိုးစားနေတယ်။ဒါအပြင်မိတ်ဆွေတင်မဲ့ထားတဲ့ငွေကြေးပမာဏတစ်ခုကို manifest ပြုလုပ်ဖို့ကြိုးစားနေတယ်ဆိုရင်အဲ့ဒီအရာနှစ်ခုကိုတပြိုင်နက်တည်းတစ်ချိန်တည်းမှာ manifest ပြုလုပ်နိုင်ပါတယ်။ဒီလိုဆိုရင်အချင်းနဲ့ငွေကြေးနှစ်ခုစလုံးကိုတပြိုင်တည်းတစ်ချိန်တည်းမှာ manifest ပြုလုပ်နိုင်ဖို့မိတ်ဆွေအနေနဲ့နားလည်ရမယ့်အကြောင်းလေးတွေကိုပြောပြပေးပါမယ်။ ီတော့ပထမဆုံးအနေနဲ့မိတ်ဆွေသိရမှာကအချစ်နဲ့ငွေကြေးဆိုတာဆုလက်တွေမဟုတ်ပါဘူးအဲ့ဒီတော့အဲ့ဒါတွေကဘာလေးဆိုရင် reflection တွေပဲဖြစ်တယ်။အဲ့ဒါကိုမြန်မာလိုပြောရမေဆိုရင်တော့ရောင်ပြဲဟဲမှုသို့မဟုတ်ထင်ဟဲမှုတွေပဲဖြစ်တယ်။အချင်းနဲ့ငွေကြေးနှစ်ခုစလုံးဟာတူညီတဲ့စွန်းအင်တွေ energy တွေကိုတုံ့ပြန်တဲ့အရာတွေပဲဖြစ်တယ်။အဲ့ဒီတော့ဘလို့တုံ့ပြန်နေလဲဘလို့ထင်ဟဲနေတာလဲဘလို့ရောင်ပြဲဟဲနေတာလဲ။ မိတ်ဆွေရဲ့အတွင်းစိတ်ထဲမှာရှိနေတဲ့ကြွေဝါမှုတွေနဲ့ပဲသက်ဆိုင်ပါတယ်။အချစ်နဲ့ငွေကြေးဆိုတာ အလုပ်တွေစူးစားပြီးရင်ပြုလုပ်ခေတော့ရလာတဲ့ဆုလဲတွေမဟုတ်ပါဘူး။ကိုယ့်ရဲ့အတွင်းစိတ်ထဲမှာအချစ်ရင်နဲ့ပတ်သက်လို့ဘလို့ခင်စားနေရသလဲ။ငွေကြေးရင်နဲ့ပတ်သက်လို့ဘလို့ခင်စားနေရသလဲ။တခြားသူတွေကကိုယ့်ကိုချစ်မြဲနိုးတယ်တော့ခင်စားရနေသလား။ကိုယ့်ရဲ့စိတ်ထဲမှာငွေကြေးရှမ်းသာနေပြီးတော့ခင်စားရနေသလား။အဲဒီခင်စားချက်အပေါ်မှာ မိတ်ဆွေရဲ့စိတ်ကိုထင်ဟဲနေတဲ့အရာတွေပဲဖြစ်ပါတယ်။ဒါကြောင့်အချစ်နဲ့ငွေကြေးဆိုတာကိုယ့်ရဲ့အတွင်းစိတ်ကိုထင်ဟဲပြီးရင်တုံ့ပြန်ပြသလာတဲ့အရာတွေပဲဖြစ်တယ်ဆိုတာပထမဦးဆုံးအနေနဲ့နားလည်ပေးပါ။ energy ဆိုတဲ့အရာဟာကျွန်ုပ်တို့ကြိုးစားအားထုတ်နေတဲ့အရာပေါ်မှာတုံ့ပြန်နေတာ မဟုတ်ပါဘူးမိမိကိုယ်ကိုဘလို့ခံစားရသလဲဘလို့လူမျိုးဖြစ်နေသလဲဆိုတဲ့အပေါ်မှာပဲမူတည်တာဖြစ်ပါတယ် လို့ရှင်တဲ့အရာတခုကို manifest ပြုလုပ်တဲ့အခါအဲ့ဒီနီးစနစ်တွေကိုသုံးပြီးရင်တရားထိုင်တာတွေအများကြီးပြုလုပ်နေစရာမလိုဘူး affirmation တွေအများကြီးပြုလုပ်နေစရာမလိုဘူးအဲ့ဒီလိုစ조사ပင်စားနဲ့ဟိုကိစ္စဒီကိစ္စအများကြီးပြုလုပ်နေစရာလေမလိုပါဘူးဒီလို조사ပြီး ပြုလုပ်နေစရာမလိုဘူးဆိုပေမယ့်ကိုပြုလုပ်နေတဲ့အလုပ်ပေါ်မှာအာ short ပြီးရင်လက် short ပြီးရင် short ပြီးရင်ပြုလုပ်ရမှာလေမဟုတ်ပါဘူးအဓိကတော့ပြုလုပ်ရမှာက energy ကိညီအောင်ပြုလုပ်ဖို့ပဲလိုပါတယ်။အဲ့ဒီ energy နဲ့ကိုယ်အနေနဲ့လိမ်လျောညီထွေးရှိနေဖို့လိုပါတယ်။ဒီတော့မိဆွေအနေနဲ့ချစ်ချင်းမေတ္တာတွေကိုအများကြီးလိုရှင်နေဆိုရင်အဲ့ဒီလိုချစ်ချင်းမေတ္တာတွေကိုပိန်ဆိုင်ထားတဲ့သူတော်ရဲ့ပုံစံမျိုးကိုမိဆွေကပိန်ဆိုင်ဖို့လိုအပ်တယ်။ ငွေကြီးမြောင်များစွာကိုပိန့်ဆိုင်ခြင်းနေဆိုရင်လေအဲ့ဒီငွေကြီးမြောင်များစွာကိုပိန့်ဆိုင်ထားတဲ့လူတွေရဲ့ပုံစံပေါ့နော်တည်ငြိမ်အေးချမ်းဖို့လိုတယ်ယုံကြည်မှုအပြည့်ရှိဖို့လိုတယ်ငွေကြီးခြင်းနဲ့ပတ်သက်လို့လုံခြုံစိတ်ချနေတဲ့ပုံစံမျိုးတွေရှိဖို့လိုပါတယ်ဒီတော့မိษွေကအခုအချိန်မှပဲအဲ့ဒီလိုအခြေအနေတွေကိုခံစားကြည့်မိဆိုရင်မိတ်ဆွေရဲ့ရုပ်ပိုင်းဆိုင်ရာအရှိအနေတွေဟာကိုခင်စားကြည့်လိုက်တဲ့အရှိအနေစီကိုကူပြောင်းရောက်ရှိသွားနိုင်ပါတယ် အခုအချိန်မှာတင်လို့ရှိနေတဲ့ပုံစံမျိုးကိုခန်းစားကြည့်မိဆိုရင်တင့်စီကိုအဲ့ဒီပုံစံနဲ့သက်ဆိုင်တဲ့အတွေ့အမြင်တွေစီဝင်လာမင်းလှုပ်ရှားမှုတွေစီဝင်လာမင်း universe ကလေတင့်ဘဝထေးကိုချစ်ချင်းမေတ္တာတွေငွေကြေးတွေချက်ချင်းရောက်လာအောင်စီစဉ်ပေးနိုင်ပါလိမ့်မယ် အဲ့ဒီစိတ်ခင်စားချက်တွေကိုသင်စိတ်ထေးမှာထရှိဖို့အလွန်အရေးကြီးပါတယ်။ဘာဖြစ်လို့လဲဆိုရင်ကျွန်ုပ်တို့ဟာအချင်းချင်းနဲ့ပတ်သက်လို့ဖြစ်ဖြစ်ငွေကြီးချင်းနဲ့ပတ်သက်လို့ဖြစ်ဖြစ်ကိုယ့်ရဲ့စိတ်ထေးမှာတည်ငြိမ်အေးဆေးနေတဲ့အကြောင်းယုံကြည်မှုတွေရှိနေတဲ့အကြောင်းခိုင်မာနေတဲ့အကြောင်းကိုပြောနေတာဟာအဲ့ဒီငွေကြီးတွေအချစ်တွေကို လိမ့်လည်ဖင်းစီးနေတာမဟုတ်ဘူး၊ဆုပ်ကိမ်နေတာမဟုတ်ဘူးလို့ဆိုလိုပါတယ်။ချစ်ချင်းမေတ္တာနဲ့အချစ်ဆိုတာ လိမ့်လို့ဖင်းလေလေပို့လို့ဝေးလေလေပဲ။ ငွေကြေးတွေကိုလိုက်ဖင်းနေတယ်ဆိုရင်လေဘေတော့မှရမှာမဟုတ်ဘူးအဲ့ဒါကြောင့်တချို့သောသူတွေဟာကိုလိုရှင်တဲ့ငွေကြေးကိုဘေတော့မှမရဘဲနဲ့သူတို့ရဲ့တသက်တာကုန်ဆုံးသွားကြတာဖြစ်တယ်တချို့သောသူတွေရဲ့စိတ်ထင်းမှာငွေကြီးတွေရဖို့ငါဘလို့လိုရမလဲအချစ်ကိုရဖို့ငါဘလို့လိုရမလဲအဲ့ဒီလိုမျိုးတွေးတောစဉ်းစားနေကြတာရှိတယ်။အဲ့ဒီလိုတွေးတောစဉ်းစားနေတဲ့လူတွေဟာသူတို့ရဲ့စိတ်ထင်းမှာအချစ်မရှိဘူးငွေကြီးမရှိဘူးဆိုတဲ့ခံစားချက်တွေကိုဖြစ်ပေါ်စေတယ်။ ငွေကြေးမရှိဘူးအချစ်မရှိဘူးလို့ခံစားနေရတဲ့ခံစားချက်တွေကိုရက်လိုက်တော့တဲ့အချိန်ခါမှဆွေးဆောင်မှုလုပ်ငန်းစဉ်ဟာစတင်အလုပ်လုပ်ပါလိမ့်မယ်။တကယ်တော့တင့်ရဲ့စိတ်ထင်းမှာငွေကြေးနဲ့အချစ်နဲ့ပတ်သက်လို့ငါခံစားထိုက်တယ်ငါလိတ်ဖဲမယ်ဒါဝငါရအောင်ယူမယ်ငါခံစားထိုက်အောင်လုပ်မယ်အဲ့ဒီလိုစဉ်းစားနေမိဆိုရင်ငွေကြေးတွေအချစ်တွေကို manifest ပြုလုပ်နေတာမဟုတ်ပါဘူး။ ဒီတော့သင်စိတ်ထင်းမှာအဲ့ဒီလိုရှင်တဲ့အရာကိုပိန်ဆိုင်နေတယ်တော့မစင်စားဘဲနဲ့ရအောင်လုံးမီဖြစ်အောင်လုံးမီအဲ့ဒါကငါနဲ့ထိုက်တယ်တယ်အဲ့ဒီလိုမျိုးသားဖြစ်နေမီဆိုရင်သင်လိုရှင်တဲ့အရာတွေဟာမရသေးဘူးမရှိသေးဘူးကိုယ်မှာပိန်ဆိုင်မထားသေးဘူးဆိုတာတွေကို universe ကိုတည်င်းပိုးနေတာနဲ့အတူတူပဲဒီတော့မိတ်ဆွေရဲ့စိတ်ထင်းမှာရှိရမှာကလိုရှင်နေတဲ့ငွေကြေးလိုရှင်နေတဲ့အချစ်တွေကိုပိန်ဆိုင်ထားပြီးဆိုပြီးတော့တွေ့တော်စင်စားတယ်ပို့လို့ပါတယ် ဒါကြောင့်မိမိကိုယ်ကိုမြင်တဲ့အမြင်ကိုလေမြင့်တင်ဖို့လိုတယ်။တခါတလေအဲ့ဒါကို self concept လို့ပြောတယ်။ကိုကိုယ်တိုင်ယူဆထားတဲ့ယူဆချက်အဲ့ဒီယူဆချက်ကိုမြင့်တင်ဖို့လိုအပ်တယ်။ ဥပမာသင်ဟာအရင်တုန်းကငွေကြေးနဲ့ပတ်သက်လို့ကဲမကောင်းတဲ့တဲ့သူဖြစ်တယ်လို့ယူဆထားတယ်ဆိုရင်ကိုယ့်ရဲ့ယူဆချက်ကိုပြောင်းလဲပြီးရင်မြင့်တင်ပါဘလို့ပြောင်းလဲမြင့်တင်ရမလဲဆိုရင်အခုအချိန်မှာငါဟာငွေကြေးနဲ့ပတ်သက်လို့ကဲကောင်းနေပြီအဲ့ဒီလိုမျိုးတွေးတောပေးပါတွေးတောလိုက်တဲ့ပုံစံမှာလေကိုဟာအမှန်တကယ်ငွေကြေးနဲ့ပတ်သက်လို့ကဲကောင်းနေတဲ့ပုံစံတွေငွေကြေးတွေအများအများရရှိနေတဲ့ပုံစံတွေကိုတွေးတောစဉ်းစားခင်စားပေးဖို့လိုပါတယ်အချင်းရင်းမှလေးတီးလို့ပါပဲ ကိုကိုယ်တိုင်သိမြင်နေတဲ့ကိုယ့်ရဲ့အမြင်ကိုယ့်ရဲ့ self concept ကို မြင့်တင်လိုက်တဲ့အခါကိုဟာပုံစံအစ်စ်တစ်ခုအနေနဲ့ဖြစ်သွားနိုင်မယ်။အရင်တုန်းကအဲ့မြင်မာနေတဲ့ပုံစံအစ်စ်တစ်ခုဖြစ်သွားပါနိုင်မယ်။ အဲ့ဒီလိုပဲမိမိကိုယ်ကိုဆက်လက်စဉ်းစားပေးပါဆက်လက်မြင့်တင်ပေးပါအရင်တုန်းကအချင်းရေးကဲမကောင်းတဲ့သူတယောက်အနေနဲ့ကိုယ့်ကိုယ်ကိုမြင့်ခေးတယ်အခုအချိန်မှာ manifestation နည်းလမ်းတွေကိုနားလေသဘောပေါက်လာတဲ့ self concept တွေကိုမြင့်တင်ပေးရမယ်ဆိုတော့အခုအချိန်မှာဘယ်လိုမြင့်မလဲကိုယ့်ကိုတခြားလူတွေကချစ်နေပြီတခြားလူတွေကအလိုရှိနေပြီအဲ့ဒီလိုပုံစံမျိုးမိမိကိုယ်ကိုဆက်လက်မြင့်တင်ပေးပါကိုယ့်ရဲ့စိတ်ထင်းမှာအဲ့ဒီကိုယ်ကိုယ်တိုင်မြင်နေတဲ့ကိုယ့်ရဲ့ self concept ဟာမြင့်နေဖို့အရေးကြီးပါတယ်တခြားသူတွေရဲ့ခံစားချက်ကအလ ောက်အရေးမကြီးပါဘူးကိုယ်စိတ်ထင်းမှာ ကိုကိုယ်တိုင်ခံစားနေရတဲ့အရာကအရင်အရေးကြီးပါတယ်မိတ်ဆွေလိုရှင်နေတဲ့အရာတစ်ခုကို manifest ပြုလုပ်ဖန်တီးနေတဲ့အခါစိတ်ခံစားချက်က ပထမဆုံးအရေးကြီးပါတယ်ရုပ်ပိုင်းဆိုင်ရာအရှိအနေမှာရလဲတွေရနေဖို့တဲ့ကိုယ့်ရဲ့စိတ်ခင်စားချက်ထင်းမှာလိုရှင်နေတဲ့ရလဲတွေကိုရရှိပိန်ဆိုင်ထားနေပြီးတော့ခင်စားဖို့ကအရင်အရေးကြီးပါတယ် ဒီလိုဆိုရင်သင်ဟာလိုရှင်နေတဲ့ရလက်တွေကိုရရှိပိန်ဆိုင်ထားနေပြီဆိုတဲ့လူတယောက်ဖြစ်နေဖို့လိုတယ်။ဒီလိုဆိုရင်လိုရှင်နေတဲ့ရလက်ကိုပိန်ဆိုင်ထားပြီဆိုတာကချစ်ချင်းမေတ္တာကိုရောငွေကြီးကိုရောပိန်ဆိုင်ထားတဲ့ပုံစံမျိုးအနေနဲ့ရှိနေဖို့လိုတယ်။ချစ်ချင်းမေတ္တာကိုရောငွေကြီးကိုရောပိန်ဆိုင်ထားတဲ့လူတွေရဲ့ပုံစံကဘလို့ပုံစံမျိုးလေးပူလောင်နေတာလားငိမ့်ချနေတာလားအဲ့ဒါလေးတွေကိုစဉ်းစားကြည့်ပါ။ ။သင်ရဲ့ပုံစံဟာငွေကြီးရောအချစ်ကိုရောပိန်ဆိုင်ထားတဲ့လူရဲ့ပုံစံဖြစ်လာပြီဆိုရင်အဲ့ဒီချစ်ချင်းမေတ္တာနဲ့ငွေကြီးတွေဟာသင်ဘဝအထက်ကိုလွေကူစွာရောက်ရှိလာပါလိမ့်မယ်။ဒါဟာအမှန်တရားပဲဖြစ်ပါတယ်။ဒီလိုဆိုရင်တင့်အနေနဲ့ဘလို့နေထိုင်တင့်တလေးဆိုရင်ချစ်ချင်းမေတ္တာရောငွေကြေးရောကြွေဝနေတဲ့သူတယောက်ရဲ့အခြေအနေကသောနေထိုင်ပါအဲ့ဒီလိုပုံစံမျိုးခင်စားပါချစ်ချင်းမေတ္တာကိုရောငွေကြေးရောမိတ်ဆွေဟာရတဲ့ရထိုက်တဲ့လူတယောက်ဖြစ်ပါတယ် ကိုယ့်ရဲ့စိတ်ထဲမှာကိုလိုရှင်တဲ့အရာနှစ်ခုစလုံးကိုပိန်ဆိုင်ပြီးတော့ခင်စားလိုက်တဲ့အခါကျွန်ုပ်တို့ဟာ universe ကိုဘလို့သတင်းပို့နေတာဖြစ်လေငါဘသူဖြစ်တယ်ပေါ့နော်ငါချစ်ချင်းမိတာကိုလေရရှိပိန်ဆိုင်ထားတဲ့လူငွေကြီးကိုလေရရှိပိန်ဆိုင်ထားတဲ့လူဆိုပြီးတော့ universe ကိုသတင်းပို့နေတာဖြစ်တယ်အဲ့ဒီအခါမှာ universe ဟာတင့်ရဲ့အတွင်းစိတ်နဲ့ကိညီတဲ့ပုံစံတွေဖြစ်လာအောင်ရုပ်ပိန်းဆိုင်ရာအရှိအနေမှာစတင်ဖန်တီးလာပါလိမ့်မယ်။ ရုပ်ပိုင်းဆိုင်ရာအရှိအအနေမှာဖြစ်ပေါ်နေတဲ့ချစ်ချင်းမေတ္တာနဲ့ငွေကြေးဆိုတာကျွန်ုပ်တို့ရဲ့အတွင်းစိတ်ကို ရောင်ပြန်ဟက်ထတဲ့ထင်ဟဲ့နေတဲ့ reflection မျှတာဖြစ်ပါတယ်ဒါကြောင့်ချစ်ချင်းမေတ္တာရောငွေကြေးရောရရှိပိန်ဆိုင်ထားပြီးသားလူတယောက်တခေသော ပြုမှုပါပြောဆိုပါနေထိုင်ပါခံစားပါဒီလိုဆိုရင်ချစ်ချင်းမေတ္တာရောငွေကြေးရောနှစ်ခုစလုံးဟာမိစေရဲ့ဘဝထေးကို လူကူစွာစီးဝင်ရောက်ရှိလာပါလိမ့်မယ်လို့ပြောဆိုရင်ဒီဗီဒီယိုကိုညီကုန်းချုပ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိနားထောင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်